ီလိုမတ်စ်နဲ့ထရန့်သဘောထားကွဲပြီလားအီလိုမတ်စ်ဟာတစ်ဖြည်းဖြည်းနဲ့အစိုးရဖွဲ့ရဲ့လုံပိုင်ခွင့်ကိုပါကျော်လွန်ပြီးတော့အကင်တွယ်လာပြီပဲဖြစ်ပါတယ်ဒါကြောင့်ထရန့်နဲ့အီလိုမတ်စ်ကြားထဲမှာလည်းသဘောထားကွဲလွန်မှုကပုံမူပြီးတော့နက်ရှိုင်းလာတာကိုတွေ့ရတယ်လို့လေးလာသူတွေကဆိုပါတယ်။အီလိုမတ်လှုပ်ဆောင်ချက်တွေဟာမူလပထမတော့ထရန့်ကထောက်ခံပေမယ့်အခုအခါမှာ ပင်ကွန်လိုစစ်ဌာနချုပ်ကြီးကတော့မှတရုတ်နဲ့စစ်ဖြစ်ရင်ပြင်ထားတဲ့ American ရဲ့စီးရေးအစီအမံတွေ Elon Musk ကိုချပြမယ်ဆိုတဲ့သတင်းတွေထွက်လာပါလေဒီသတင်းတွေဟာလုံးဝမဟုတ်ဘူးလို့ Donald Trump ကတော့ညင်ပါလေ American သမ္မတ Trump ရဲ့အကြံပေး Tesla ရဲ့ပိုင်ရှင် billionaire တစ်ထည်ကြီး Elon Musk ဟာ American စစ်ဌာနချုပ်ကတရုတ်နဲ့စစ်ဖြစ်ရင်ပြင်ဆင်ထားတဲ့ American ရဲ့စီးရေးအစီအမံကိုချပြသွားမယ်ဆိုပြီးသတင်းတွေထွက်လာတာပါ နယူးယောက်တိုင်းမှာဖော်ပြတာဖြစ်ပါတယ်။အီလိုမတ်စ်ဟာတရုတ်မှာကြီးမားတဲ့စီးပွားရေးအကျိုးစီးပွားရှိနေတဲ့အပြင်သူ့ရဲ့ Tesla နဲ့ Agatha ဂျိုတူလွတ်တင်ရေး SpaceX ကုမ္ပဏီတို့ဟာပင်လယ်ကုန်းစစ်ထောင်နာချုပ်နဲ့ဘီလီယံချီ contract စာချုပ်တွေရှိလို့ဒီကိစ္စဟာအကျိုးစီးပွားပဋိပက္ခတွေကိုမေးခွန်းထုတ်လာနိုင်စရာအကြောင်းလဲရှိနေပါတယ်။စစ်ပဇံရမှာလှုံ့ဆော်ဆောင်ရွက်မှုအစီအမံဟာစစ်တပ်ရဲ့အထူးလှုပ်ဝှက်ချက်ဖြစ်ပါတယ်။နိုင်ငံသားတိုင်းပြည်ပြင်ကဒီစီမံကိုတိပါက ကာကွယ်ရေးစီစဉ်တွေကိုအားဖြည့်ခြင်းအားနည်းချက်တွေကိုပြင်ဆင်ရေးလှုပ်သွမ်းနိုင်တဲ့အတွက်ဒီစီမံတွေကလှုပ်ဝှက်ချက်ဖြစ်ပါတယ်။ဒီစီမံတွေကိုသိရှိခွင့်ရသူတွေကတော့အစိုးရဖွဲ့မှဆိုရင် သမရနဲ့ဒုသမရကာကွယ်ရေးဝန်ကြီးစစ်တပ်ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေလောက်ပဲသိခွင့်ရရှိတဲ့ကိစ္စဖြစ်ပါတယ်။အခုကောင်မှာအစိုးရဖွဲ့ထဲလည်းမပါတဲ့ Elon Musk ကဒီကိစ္စကိုပါသိရှိလာတာဟာဒါဟာလုံပန်ကုန်းကိုကျော်လွန်သွားပြီလို့ပြောရမှာဖြစ်ပါတယ်။ ီလိုမက်စ်ရဲ့လှုပ်ဆောင်ချက်နဲ့သတင်းတွေပတ်သက်တဲ့အတွက်ထရန့်တော့စိတ်အနှောက်အယှက်ဖြစ်စရာဖြစ်နေတယ်လို့ဆိုပါတယ်တရုတ်နဲ့ပတ်သက်တဲ့စီးရဲပြင်ဆင်မှုမှာစာမျက်နှာ30လောက်ရှိပြီးစစ်ဖြစ်လာရင်အမေရိကန်ကဘယ်လိုတိုက်ခိုက်မလဲဆိုတာရှင်းလင်းထားပါတယ်ဒီစာရွက်တွေမှာတရုတ်ရဲ့စီးရဲချင်းချောင်းမှုဟာဘယ်အခြေအနေရောက်ရှိပြီးတရုတ်ကဘယ်မြစ်ပြတ်တွေကိုတိုက်ခိုက်မလဲဒါတွေကိုဖော်ပြထားပါတယ်ပင်တကွန်ကိုစနေနေ့မှာအီလိုမက်ရောက်ရှိမယ်လို့သိရပြီးဒီကိစ္စနဲ့ပတ်သက်တဲ့အကျိုးစီးပွားပဋိပက္ခ ရှိနိုင်မှာလားဆိုတာကိုမေးမြန်းတော့အင်ဖြူတော်ကပြန်လဲဖြေချခြင်းမရှိပါဘူးဒေါ်ရင်ထွန်းကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးငင်းဆိုထားတယ်လို့သိရပါတယ်တရုတ်နဲ့ပတ်သက်လို့ကြောဆိုဆွေးနွေးသွားမှာတော့မဟုတ်ဘူးလို့ထွန်းကပေတဂွန်စည်းဝေးမှာပြောပါတယ်အစည်းအဝေးကတီထွင်စံသစ်မှုထိရောက်မှုရှိရှိနဲ့ပိုပြီးစမှတ်ကြတဲ့ထုတ်လုပ်မှုနဲ့ပတ်သက်မှာဖြစ်ကြောင်းပေတဂွန်ကြီးကကာဝေးဝန်ကြီးပေဟာဆက်ကလည်းပြောပါတယ်အီလမတ်စ်ကိုရှင်းလင်းပြောကြားမှုစီးပွားကိုပင်ဒဂွန်မှအကြီးအကဲအမေရိကန်စစ်ပွဲရာရှိတဲ့တက်လိုက်မှာဖြစ်ပြီး တရုတ်ပါဝင်အကြောင်းအရာအသီးသီးနဲ့ပတ်သက်ပြီးခြုံငုံသုံးသပ်သွားမှာဖြစ်ကြောင်းအမည်မဖော်လိုတဲ့အမေရိကန်ရာရှိသူကပြောပါလိမ့်ရှင်းလင်းပြောမှာစီဝေးတွင်အမေရိကန်အနေနဲ့တရုတ်နစ်စစ်ပွဲမှာဘလို့ဘဲပုံပြင်ဆင်ထားလဲဆိုတာနေပါပါလိမ့်အထူးတလည်းလှုပ်ဝက်ကဝဲတဲ့အစီအစဉ်ကိုသိရှိခွင့်ပေးမယ်ဆိုရင်ထိုင်းရဲ့အကြံပေးလည်းဖြစ်အစိုးရ30ရှော့ချဖြတ်တောက်ရေးကြိုးပမ်းမှုကိုဦးဆောင်နေတဲ့ Elon Musk ရဲ့အခမ်းကဏ္ဍဟာတော်တော်လေးကိုကြီးကျယ်သွားတဲ့အနေအထားဖြစ်သွားပါလိမ့်မယ်။ ဒါပြပင်ကုန်နဲ့အီလိုမတ်ကြာစီးပွားရေးအကျိုးစီးပွားရှိလို့တရုတ်မှာလည်းစီးပွားရေးအကျိုးစီးပွားရှိတဲ့ Space X နဲ့ Tesla အကြီးကြီးအီလိုမတ်တို့အကျိုးစီးပွားဆိုင်ရာပြည်ပခါလေးဖြစ်လာနိုင်ပါတယ်။အီလိုမတ်နေနဲ့တကယ်လို့ Federal ဆိုရငွေသုံးစွဲမှု short ချရေးဆိုင်ရာသူ့ရဲ့အခန်းကဏ္ဍနဲ့စီးပွားလုပ်ငန်းများကြာအကျိုးစီးပွားပြည်ပခါတစ်ခုဖြစ်လာရင်အကျိုးစီးပွားပြည်ပခါဖြစ်မဲ့ဆုံးဖြတ်ချက်တွေမှာပါဝင်ပတ်သက်လိမ့်မှာမဟုတ်ဘူးလို့အင်ဂျီတော်ကအရင်ကလေးကပြောထားပါလေ။ ဝါရှင်တန်နဲ့ဘေကျင်းအားနီးပညာကုန်သွယ်မှုခွန်အောက်စိုက်ဘာလုံခြုံရေးကစပြီးတက်တော့ထိုင်ဝမ်ဟောင်ကောင်လူခွင့်ရင်ကိုဗစ်မူလစမီအထိကိစ္စရဲ့အသေးသေးနဲ့ပတ်သက်ပြီးသဘောထားကိုလည်းမှုတွေနဲ့တူနှစ်ပေါင်းများစွာတင်းမာနေတဲ့ဆက်ဆံရေးတွေရှိတာဖြစ်ပါလေအခုကအီလိုမက်စ်ကြောင့်ပိုပြီးစိုးရွားသွားမဲ့အလားအလာရှိနေပြီလို့နိုင်ငံရေးလေ့လာသူတွေကပြောပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် ယူကရိန်းရဲ့ညှိနှိုင်းဆောင်ရွက်ပေးဖို့မိမိအနေနဲ့အသိရှိပါကြောင်းကုလသွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောပါတယ်။ယူကရိန်းဆိုင်ရာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလိုအပ်ပါကညှိနှိုင်းဖို့အသိရှိတယ်လို့ဂူတာရက်စ်ကပြောလာတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖုန်းခေါ်မှုတော့မရှိသေးပါဘူး။ဒါပေမဲ့ကျွန်တော်ပြောနိုင်တာကုလသမဂ္ဂရဲ့ဂျာဝင်ဆောင်ရွက်ပေးမှုကိုလက်ခံမယ်ဆိုရင် ဆောင်ရွက်ပေးဖို့အသိရှိကြောင်းကုလသွင်းမှုချုပ်ကရှင်းရှင်းလင်းလင်းပြောခဲ့တယ်ဆိုပါတယ်။ ရုရှားနဲ့ယူကရိန်းကိစ္စမှာအရင်ကလည်းအဲ့ဒီလိုလုပ်ခဲ့ပြီးဒါပေမဲ့မအောင်မြင်ခဲ့ပါဘူးအခုခါထပ်လုပ်ဖို့အခြေအနေတွေပေါ်လာလို့ခွင့်ပြုမယ်ဆိုရင်ထပ်မံဆောင်ရွက်ပေးဖို့အသင့်ရှိတယ်လို့ကူတာရက်စ်ကပြောပါတယ်မလာဆက်ရှင်နေကရုရှားနဲ့အမေရိကန်သမ္မတတွေဖြစ်တဲ့ပူတင်နဲ့ထရန့်တို့ဟာယူကရိန်းစစ်ပွဲအခြေအနေစစ်ပွဲများအချိန်မြင့်တက်မှုကိုကာဝယ်ဖို့အတွက်အခြေအနေပြည်ဆိုင်ကိစ္စရပ်တွေဖုန်းနဲ့ဆွေးနွေးခဲ့ပါတယ်ထရန့်ဟာ ယူကရိန်းကိစ္စဖြေရှင်းဖို့ဆိုပြီးယူကရိန်းသမ္မတဆီလန်စကီပူတင်တို့နဲ့ဆွေးနွေးခဲ့တယ်။ဥရောပတိုက်နိုင်ငံခေါင်းဆောင်တွေနဲ့ဆွေးနွေးခဲ့ပေမဲ့ဂူတာရက်စ်ကိုတော့ထဲသွင်းဆွေးနွေးခြင်းတော့မရှိပါဘူး။ရုရှားနဲ့အမေရိကန်ကျွမ်းကျင်သူတွေဟာယူကရိန်းဆိုင်ရာညှိနှိုင်းဆွေးနွေးမှုတွေအတွက်မလ24ရက်နေ့မှာဆော်ဒီမှာတွေ့ဆုံမယ်လို့ရုရှားသမ္မတကြံပေးဖို့ကိုရူရီဥရှီကော့ကတော့ပြောပါတယ်။ရုရှားကိုယ်စားလှယ်အဖွဲ့ကိုစီးနေလို့တော့မဲ့ ဂရီဂိုရီဂရာဇင်နဲ့ရုရှားထောက်လိုင်း FSB ခေါင်းဆောင်ကြံပေးပုဂ္ဂိုလ်စာဂျီဘေဇော်ဒါတို့ကဥဆောင်မှာလည်းဖြစ်ပါတယ်။ကုလတွင်မှုကြောင့်ဂူတာရက်စ်အနေနဲ့အဲ့ဒီဆွေးနွေးပွဲတွေမှာပါဝင်ခြင်းနေပုံရပြီးကုလရဲ့ဂုဏ်သိက္ခာကိုတဖန်ပြန်လဲမြင့်တက်စေခြင်းပုံရတယ်လို့လေ့လာသူတွေကပြောပါတယ်။ပြင်သစ်သမ္မတအီမန်နျူအယ်မက်ခရွန်ကတော့ယူကရိန်းချင်းချင်းအာမဂန်ချက်အစည်းအဝေးကိုမကြခင်ပြီးသက်ဆုံးဖြတ်နိုင်မယ်လို့မျှော်လင့်ကြောင်းပြောပါတယ်။ ယူကရိန်းညင်ကြင်းရေးနဲ့လုံခြုံရေးအာမခံချက်တွေနောက်ဆက်တွဲဆွေးနွေးပွဲကိုမလ29ပန်ဒရမှာပြီးသက်ဆွေးနွေးမယ်လို့မက်ခရွန်ကပြင်သစ်သတင်းဌာနတွေနဲ့ပြောပါလိမ့်ယူကရိန်းစစ်တပ်ပံပိုးကူညီပေးဖို့နဲ့အနာဂတ်မှာရုရှားကြီးကြပ်မှုကိုကာကွယ်တားဆီးဖို့ပထမအဆင့်ဆွေးနွေးပွဲကိုမဟာမိတ်နိုင်ငံတွေကစီးပွားရေးချုပ်တွေနဲ့ပဲရစ်မှာကျင်းပခဲ့ပြီးဒုတိယအဆင့်နောက်ဆက်တွဲဆွေးနွေးပွဲဖြစ်လန်ဒန်မှာမလ20ရက်နေ့ကကျင်းပခဲ့တယ်လို့မက်ခရွန်ကပြောပါလိမ့်မလ29ဆွေးနွေးပွဲမှာအပြီးသက်ဆုံးဖြတ်ချက်ချနိုင်မယ်လို့မျှော်လင့်ကြောင်းဆိုပါတယ် ဒီဆွေးနွေးပွဲကိုယူကရိန်းသမ္မတဇလန်စကီဘာဖိတ်ကြားထားပြီးဥရောပတစ်ဖွဲ့တွေကပေးနိုင်မဲ့လုံခြုံရေးအာမဂန်ဂျက်တွေကိုစုံဖြတ်သတ်မှတ်သွားမယ်လို့ပြည်သူ့သမ္မတကပြောပါတယ်။ဘရပ်ဆဲခြေဆိုင်တရင်းနေမှာတော့မလ20ရက်နေ့ကကျင်းပခဲ့တဲ့ဥရောပသမ္မတထိပ်သီးဆွေးနွေးပွဲမှာယူကရိန်းတို့ကလက်နက်ကြီးကြီးဝယ်ဖို့ဒေါ်လာတန်း9000ကူညီပေးဖို့အဆိုပြုချက်ကိုလည်းသဘောတူချမှတ်နိုင်ခဲ့ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဒါပေမဲ့နော်ဝေးနိုင်ငံကတော့လောလောဆယ်ယူကရိန်းမှာ လိုအပ်တဲ့အရာတွေအတွက်ထောက်ပံ့ပေးသွားဖို့အသင့်ရှိတယ်လို့ပြောလာပါတယ်။ယူကရိန်းသမ္မတဇီလန်စကီဟာနော်ဝေးကိုလည်းရောက်နေပြီးအဲ့ဒီမှာပဲနော်ဝေးကယူကရိန်းကိုဒေါ်လာတန်းထောင်နဲ့ချီပံ့ပိုးကူညီဖို့အသင့်ရှိတယ်ဆိုပြီးတော့ယူကရိန်းဝန်ကြီးယူကရိန်းသမ္မတကိုနော်ဝေးဝန်ကြီးချုပ်ကပြောလိုက်တာဖြစ်ပါလေဒေါ်လာတန်း8000ကူညီအတွက်နော်ဝေးအစိုးရပါလီမန်နဲ့ပြည်သူတွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်လို့ဇီလန်စကီးကပြောပါတယ် ။အော့စလိုမှာနော်ဝေဝင်ကြီးချုပ်နဲ့ပူတက်သင်းစာရှင်ဘက်မှပြောလိုက်တာပါ။2025အတွက်မူလကဒေါ်လာတန်း3000နီးပါးကူညီဖို့ဆုံးဖြတ်ထားရကနေဒေါ်လာတန်း8000နီးပါးအထိတိုးမြှင့်ကူညီဖို့တညီတညွတ်တဲ့သဘောတူဆုံးဖြတ်တဲ့နော်ဝေနိုင်ငံရေးပါတီအားလုံးကိုလည်းကျေးဇူးတင်ပါကြောင်းဇလန်စကီးကပြောပါတယ်။ပါလီမန်ဥက္ကဋ္ဌနဲ့နိုင်ငံရေးပါတီခေါင်းဆောင်အားလုံးကို လူကိုယ်တိုင် တွေ့ဆုံပြီးကျေးဇူးတင်စကားပြောကြပါတယ်။ဇလန်စကီးကဘင်းနန်းတော်ကိုလည်းတွားပြီးတော့ နော်ဝေအင်ရှိမင်းသားနဲ့ပြည်စုံတို့ယူကရိန်းကိုကူညီပေးမှုအလုံးအတွက်ပြည်သူတွေကိုစားကျေးဇူးတင်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံဒါဇင်နဲ့ချီကိုဗီဇာပိတ်ဖို့သမရထွန်းဟာစဉ်းစားနေတယ်လို့သိရပါတယ်။ထရန်ဆိုရဟာနိုင်ငံတာမြင့်ချက်အသေးရဲ့ဒစီတပိုင်းအနေနဲ့ဒါဇင်နဲ့ချီတဲ့နိုင်ငံများမှာနိုင်ငံသားတွေအတွက်ဗီဇာကန့်သက်ချက်ကိုထုတ်ပြန်မှုစဉ်းစားနေကြောင်းဒီကိစ္စနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေကဆိုတယ်လို့ရိုက်တာမှရရှိတဲ့ သတင်းချက်လက်တွေရသိရပါတယ်အဲ့ဒီမှတ်တမ်းမှာနိုင်ငံပေါင်း50နိုင်ငံကိုတီးခြားအုပ်စု၃စုဖွဲ့ပြီးစည်းရင်းပြုစုထားပါတယ်အာဖဂန်အီရန်ဆီးရီးယားကျူဘာမြောက်ကိုရီးယားပါဝင်နိုင်ငံပေါင်း10နိုင်ငံကိုပထမ အုပ်စုဗီဇာလုံးဝဆိုင်ခဲ့မယ်ဒုတိယအစီအစဉ်မှာအီရီထရီးယားဟေတီလာအိုဘမာတောင်ဆူဒန်နိုင်ငံ၅နိုင်ငံဟာခီးသွားလာမှုဗီဇာနဲ့ကြောင်းသားဗီဇာပြင်ခြားသော ရွှေ့ပြောင်းနေထိုင်သူတွေဗီဇာကိုပါတက်ရောက်မှုရှိမဲ့ တစိုက်တစ်ပိုင်းရဆိုင်ငံ့မှုနဲ့ရင်ဆိုင်ရမယ်။တတိယအုပ်စုမှာဘီလာယူးစ်ပါကစ္စတန်တက္ကမင်းစတန်အပါအဝင်နိုင်ငံပေါင်း26နိုင်ငံကိုသူတို့ရဲ့အစိုးရကရက်60တွင်ချွေရင်းချက်လိုအပ်ချက်ကိုဖြည့်ရှင်ဖို့ကြိုးပမ်းခြင်းမပြုရင်အမေရိကန်ဗီဇာထုတ်ပေးမှုကိုတစိုက်တစ်ပိုင်းဆိုင်းငံ့မယ်လို့မှတ်တမ်းမှာဖော်ပြထားပါတယ်။အဲ့ဒီစီးရင်မှာအပြောင်းအလဲတွေဖြစ်နိုင်တယ်လို့အမေရိကန်နိုင်ငံဂျိုင်းဝန်ကြီးမာကိုရိုဘီယိုပါဝင်အစိုးရအဖွဲ့ကအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးဒီလောက်ဆောင်ချက်ဟာ2018မှာ မရိကန်တရားလွတ်တော်ယုံကျုပ်ကတီးပြုတ်ခဲ့တဲ့တမရထရန့်ရဲ့ပထမဆုံးတက်တန်းကာလအတွင်းမွတ်စလင်နိုင်ငံခုနှစ်နိုင်ငံမှခီးသွားတဲ့တားမြစ်ပိတ်ပင်မှုအချင်းချင်းလောက်ခဲ့တဲ့မူဝါဒကိုပြန်အသက်သွင်းတဲ့ပုံစံဖြစ်ပါတယ်။ထရန့်ဟာနိုင်ငံတော်လုံခြုံရေးဆိုင်ရာအန်ဒီယကိုထောက်လှမ်းမှုအမေရိကန်ကိုဝင်ရောက်လိုတဲ့နိုင်ငံသားတွေလုံခြုံရေးတိုးမြင့်စစ်ဆေးဖို့ဇန်နဝါရီ20ရက်နေ့ကအမိန့်ထုတ်ပါတယ်။ဒီအမိန့်ဟာမလ21ရက်မတိုင်မီခီးသွားလာမှုကိုတစိုက်တစ်ပိုင်းသို့မဟုတ်အပြည့်အဝ တားမြစ်ဆိုင်ငံတင်တဲ့နိုင်ငံစည်းရင်းကို တင်ပြဖို့အစိုးရအဖွဲ့ဝင်ချို့ညွှန်ကြားခဲ့ပါတယ်အဲ့ဒီနိုင်ငံတွေဟာစစ်ဆေးမှုနဲ့စစ်ဆေးခြင်းဆိုင်ရာအချက်လက်လွန်အားနေတယ်လို့ထောက်ပြပါတယ်ထရန့်ညွှန်ကြားချက်ဟာသူ့ရဲ့ဒုတိယသမ္မတတန်းစာမှာစတင်ထုတ်ပြန်ခဲ့တဲ့လူဝင်မှုကြီးကြပ်ရေးအတွက်တင်းကျပ်မှုတစ်စိတ်တစ်ပါဖြစ်ပါတယ်ထရန့်ဟာ2023အောက်တိုဘာလမှာအဲ့ဒီအစီအစဉ်ကိုအကျိုးသုံးသပ်ပြီးဂါဇာပင်လယ်ကွက်လီဗျာဆိုမာလီယား ဆီးရီးယားယင်မင်နဲ့ကျွန်တော်တို့ရဲ့လုံခြုံရေးကိုချိန်ချောက်တဲ့တခြားနိုင်ငံမှာလူများကိုကန့်သက်မယ်လို့ဂရိပြုခဲ့တာဖြစ်ပါလိမ့်။ထွေရဲ့အဲ့ဒီလိုမျိုးဗီဇာကန့်သက်တဲ့အစီအစဉ်ကိုတော့အမေရိကန်လူမျိုးအများစုကတော့ထောက်ခံကြတယ်လို့သိရပါလိမ့်။ Elon Musk ကိုဆန္ဒပြတဲ့အနေနဲ့ဥရောပမှာ Tesla ကားတွေကိုမီးရှို့ဆန္ဒပြတာလည်းဖြစ်နေပါတယ်။ Elon Musk ဟာ Reagan ဆိုးရရဲ့ကဘာကိုကိုညီထောက်ပံ့နေတဲ့အသုံးစရိတ်တွေကိုဖျက်တော့နေပြီးနိုင်ငံရေးမှာလည်းပါဝင်ဆွတ်ဖက်ပါတယ်။အဲ့ဒီအတွက် ကမ္ဘာတဝန်ကလူများစွာဟာ Elon Musk ကိုမချင်မနှက်ဖြစ်ပြီး Tesla ကားတွေမဝယ်ဖို့ဆန္ဒပြမှုတွေလုပ်နေပါတယ်။အခုတော့ဇလန်းဟာဒီထက်ပိုဆိုးလာပါတယ်။ဂျာမနီနိုင်ငံဘာလင်မြို့မှာ Tesla ကား၄စီးမီးရှို့ခံလိုက်ရပြီးအာဏာပိုင်တွေကဂျာမနီရဲ့လက်ရာရေး AFD ပါတီကို Elon Musk ရဲ့ထောက်ခံအားပေးမှုကြောင့်ခုလို Tesla ကားတွေမီးရှို့ခံရတာဖြစ်နိုင်တယ်လို့ယူဆထားပါတယ်။ကားတွေကိုမီးရှို့တဲ့ဒေသတွေကဘာလင်မှာ Plunder 1နဲ့ Stellantis တို့ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရသူမရှိပေမဲ့ကားတွေကတော့အတော်ပျက်စီးသွားပါတယ်ပြန်ပြင်လို့တော့မရနိုင်တော့ပါဘူးအာနာပိုင်ကဒီဖြစ်ရပ်တွေစုံစမ်းနေပါတယ်တက်စလာဟာဂျာမနီမှာကားထုတ်တဲ့စက်ရုံတစ်ခုတည်ဆောက်ထားပါတယ်ခုဖြစ်ရကြောင့်တက်စလာကားစက်ရုံတွေဟာလည်းစိုးရိမ်စရာဖြစ်နေပါတယ်ဒါအပြင်အီလိုမက်စ်ရဲ့တက်စလာကိုတိုက်ခိုက်မှုတွေကပိုဆိုးလာပြီးတော့နောက်ပြီးတော့ KI KR ကကားတွေမှာတော့မစတစ်ကကြော်ညာတွေမှာအီလိုမက်စ်နဲ့ပတ်သက်ပြီးလောင်ပြောင်ပြောနေတာလည်းရှိနေပါတယ် အီလိုမတ်ဆာထရန့်လက်အောက်မှာအစိုးရစွမ်းဆောင်ရည်မှီတင်ဌာနဦးဆောင်ပြီးအမေရိကန်အစိုးရရဲ့အသုံးစိတ်ကိုဖျက်တောက်နေပါပဲ။ဒါကြောင့်အီလိုမတ်ရဲ့တက်စလာကားတွေကိုမဝယ်ဖို့ဆန္ဒထုတ်ဖော်နေပါတယ်။အခုတော့တောင်ကိုရီးယားရဲ့ကီယာကားကုမ္ပဏီကကားမစတစ်ကာတွေကြော်ညာတွေကပ်ပြီးတော့အီလိုမတ်ကိုလှောင်ပြန်လိုက်ပါတယ်။နော်အေးမှာဆိုရင် KIA EV3 ကမှာ bumper sticker ကတ်ထားပြီး I bought this after Elon went crazy လို့ရေးထားပါတယ် အီလိုမတ်ဟာအမေရိကန်နိုင်ငံရေးမှာပါဝင်နေတာကိုမကြိုက်တဲ့အတွက်ဖင်လန်မှာလည်းအီလို hidden at the shifting political climate လို့ရေးထားတဲ့ sticker တွေကိုကားမှာကတ်ထားပါလေအီလိုမတ်နဲ့ Tesla ရဲ့ fan တွေကတော့ဒါဝမချင်တတ်ကြပါပဲလူတော်များကတော့ Kia ရဲ့ကြော်ညာကိုသဘောကျနေကြတာဖြစ်ပါလေ ။ Israel ရဲ့စစ်စင်အပြန်ဆာပြီးတဲ့နောက်မှာတော့ Hamas ကတယ်လီဗင်မျိုးကိုတုံ့ပြန်တိုက်ခိုက်လိုက်ပြီဖြစ်ပါတယ်။ Gaza ကမြောက်မှာ Israel ရဲ့ထိုးစစ်ဆင်မှုပြန်လည်စတင်ခဲ့ပြီးနောက် Hamas ဘက်ကတယ်လီဗင်ကိုဒုံးကျည်30နဲ့ပထမဆုံးချိန်ပြစ်ခတ်ခဲ့တယ်လို့တည်ပြပါတယ်။အဲ့ဒီအစ္စရေးမြို့မှာဒုံးကျည်ဒဇင်ကိုကြားဖြတ်ပစ်ချနိုင်ခဲ့ပြီးကြံဒုံးကျည်တွေကတော့လူမနေတဲ့နေရာတွေစီကြားရောက်ခဲ့တယ်လို့ဆိုပါတယ်။မလောဆရှင်းနေကတဖန်စတင်လာတဲ့အစ္စရေးတိုက်ခိုက်မှုတွင်ကလေးယောက်200ကျော်ပါဝင်အနည်းဆုံးလူ961ယောက်ထိ တည်ဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။မကြသေးတဲ့ရပိုင်းတွင်တည်ဆုံးခဲ့သူတွေထဲမှာ UNRWA ဝန်ထမ်း9ယောက်လည်းပါဝင်တယ်လို့ကုလသမဂ္ဂအေဂျင်စီကြီးကကိုယ်တိုင်ရေးထားပါတယ်။လွန်ခဲ့တဲ့ဇန်နဝါရီလမှာအစ္စရေးနဲ့ဟာမတ်စ်ကြားယာယီပြည့်ရက်စဲရေးသဘောတူညီချက်ရရှိတဲ့အလျောက်နှစ်ဖက်လုံးရဲ့စစ်ရေးလှုပ်ရှားမှုရနာခဲ့တာဟာနှစ်လသာကြာမြင့်ပါတယ်။အဲ့တော့အစ္စရေးကဝဲတဖွဲ့ IDF ဟာအီဂျစ်နယ်စပ်နီးမှာရှိတဲ့ဂါဇာတောင်ပိုင်းကရာဖာကိုမြေပြင်စစ်ဆင်ရေးစတင်ကြောင်းကြေညာပါတယ်။ အဇွေးဆိုရပြောရေးဆိုခွင့်ရှိသူဒေးဗစ်မန်ဆန်ကတော့အတင်းမာတဲ့အခြေအနေကိုဖြစ်စေခဲ့တာသူတို့ပါအမေရိကန်နဲ့တခြားနိုင်ငံတွေဂျာဝင်ညှိနှိုင်းပေးခဲ့တဲ့အဆိုပြုချက်ပါဝင်တစားကန်လဲလဲရေးသဘောတူညီချက်တိုင်းမှာငင်းဆန်ခဲ့တာပါဆိုပြီးဟာမတ်စ်ပေါ်ပြဖို့ပါတယ်ဟာမတ်စ်ဖန်စီထားတဲ့တစားကန်တွေထဲမှာလည်း59ယောက်ကျန်သေးပြီးအဲ့ဒီတက်က24ယောက်ကိုတော့အသက်ရှင်နေသေးတယ်လို့ယုံကြည်ထားပါတယ်ဒါအပြင်အမေရိကန်သမ္မတ်ထရန့်ဟာ အစ္စရေးနဲ့ IDF ရဲ့ပြီးခဲ့တဲ့ရက်ပိုင်းကဆောင်ရွက်ချက်တွေကို ပြေဝထောက်ခံမှုရှိတယ်ဆိုပြီးအင်ပြီးတော့ပြန်ကြားရရာရှိ Caroline Levick ကပြောပါတယ်။အစ္စရေးနိုင်ငံသားထောင်ချီဟာလည်း Jerusalem နဲ့ Tel Aviv မြို့ကနေတာညာဟုစန့်ကျင်ရေးဆန္ဒပြပွဲတွေကိုပူးပေါင်းပါဝင်ခဲ့တဲ့ပြင်တစားကနေလူမျိုးရေးထွက်ပါတောင်းဆိုခဲ့တာဖြစ်ပါတယ်။ Hamas ဘက်ကလည်း Israel ကို rocket တွေနဲ့ပြန်ပစ်ပြီး Israel ကလည်း Gaza မှာမြေပြင်ဆစ်ဆင်ရေးတွေပြန်ဆနေတဲ့အခြေအနေမှာရှိပါတယ်။ အစ္စရေးကောက်ကွယ်တပ်ဖွဲ့ IDF ကတော့ကြာသပတေးနေ့မှာဂါဇာကိုမြေပြင်စစ်ဆေးပြန်စတင်ပြီလို့တရားဝင်ပြောလိုက်တာပါ။အစ္စရေးနဲ့ဟာမတ်ကြာဇန်နဝါရီကစလို့ပြစ်ခတ်ရစဲစတင်ပြီးနောက်အကြီးစားစစ်ရေးလှုပ်ရှားမှုတွေရပ်တန့်ထားခဲ့တာဖြစ်ပါတယ်။အခုလိုပြန်စတင်တာနဲ့ပတ်သက်ပြီးတဖက်နဲ့တဖက်ကတော့အပြန်အလှန်ဆွဆွဲပြောဆိုနေပါတယ်။ဟာမတ်အနေနဲ့ကြံရှိတဲ့တရားခံတွေကိုမလွတ်ပေးမချင်းထိုးစစ်ကပုံမှုပြင်းထန်မယ်လို့တတိပေးခဲ့ပါတယ်။ အစ္စရေးဆိုရာဟာမတ်စ်ကတရားခံ59ဦးဆက်လက်ဖမ်းဆီးထားစေပြီးအဲ့ဒီတက24ဦးကတော့အသက်ရှင်သေးတယ်လို့ယုံကြည်ရကြောင်းပြောထားတာဖြစ်ပါတယ်။လောလောဆယ်မှာအစ္စရေးဝန်ကြီးချုပ်ရဂျီမင်နေတာညာဟုရဲ့အခုလိုမျိုးစစ်ပွဲပြန်စတဲ့အတွက်ကြောင့်အစ္စရေးနိုင်ငံမှာတော့ဆန္ဒပြမှုတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။စစ်ပွဲကို လုံးဝမလိုလားဘူးလို့ဆန္ဒပြနေကြတာဖြစ်ပါတယ်။နေတာညာဟုကတော့ဒီစစ်ပွဲကိုစတင်တာဟာ ရေဂန်သမ္မတဒေါ်နယ်ထရန့်နဲ့လည်းဆွေးနွေးတံပင်ပြီးပါပြီဆိုပြီးတော့ပြန်လည်ပြောဆိုထားတာဖြစ်ပါတယ်။ဘလီမစားမပြောဘူးထရန့်ကိုကနေဒါဝန်ကြီးချုပ်အသစ်ကသတိပေးလိုက်ပါတယ်။အနာဂတ်ဆက်ဆံရေးတို့နှစ်နိုင်ငံအလေးနဲ့မဆွေးနွေးမီကနေဒါနဲ့ပတ်သက်ပြီးမလေးမစားမှတ်ချက်တွေပြောတာရက်တံမို့အမေရိကန်သမ္မတထရန့်ကိုကနေဒါဝန်ကြီးချုပ်အသစ်မက်ကန်လေးကသတိပေးလိုက်ပါတယ်။ကနေဒါပို့ကုန်တွေကိုစီးချက်ခွန်တွေနဲ့ဖိအားပေးနေတဲ့ထရန့်ဟာ ကနေဒါကိုအမေရိကန်ရဲ့52ပြည်နယ်မြောက်ပြည်နယ်လုံးမယ်လို့ကြေညာပြောထားပါလေ။ဝန်ကြီးချုပ်ကလည်းဒီလိုပြောတာတွေကိုလက်မခံပါဘူး။ဒါလေးဟာမလေးမစားလောက်ရာရောက်တယ်လို့အကူအညီလည်းမရပါဘူး။ကျောင်းတို့တွေအမေရိကန်နဲ့တကြပြပြန်ပူးပေါင်းဆောင်ရွက်ဖို့ထိုင်ပြီးတော့မဆွင်းနှွေးမိမှာဒါတွေရပ်ဖို့လိုတယ်လို့လန်ဒန်ကိုရောက်ချင်းသတင်းတောက်တွေကိုပြောပါလေ။ဒီမတ်ချာဇန်နဝါရီလကမှနိုင်ငံရေးလောကဝင်လာတဲ့ကနေဒါနဲ့အင်္ဂလန်ဗဟိုပန်ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ မက်ကာနီရဲ့ train နဲ့ပတ်သက်တဲ့အပြင်းထန်ဆုံးမှတ်ချက်ဖြစ်ပါတယ်။ train နဲ့ကာနီတို့တစ်ခါမှစကားမပြောသေးရသလို train ကလည်းကာနီပေါ်ဘာမှတ်ချက်မှမပေးဘဲစောင့်ကြည့်နေပါတယ်။ဝန်ကြီးချုပ်အသင်းမက်ကာနီဟာတူတာဝန်ယူပြီးတော့ပထမဆုံးနိုင်ငံခြားခီးစဉ်နေနဲ့ဗြိတိန်နဲ့ပြင်သစ်ကိုသွားခဲ့တာပါ။လန်ဒန်ဝင်ရောက်ရှိချိန်ကနေဒါရဲ့နိုင်ငံအုပ်ဆောင်ဖြစ်တဲ့ချားစ်ဝင်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ချားစ်ဝင်ကဘာကင်ရန်နန်းတော်မှာမက်ကာနီကိုလက်ခံတွေ့ဆုံရမှာ။နီယောက်နဲ့တိုင်ဝတ်ဆင်ခဲ့သလိုထရန်နဲ့ပြိပကမှာ ကနေဒါဘက်ကယက်တီကြောင်တင်ဂေဒသဘောနဲ့ပြသခဲ့တာလို့ BBC သတင်းဌာနကဖော်ပြပါတယ်။ VOA နဲ့ RFA သတင်းဌာနတို့ကို American ဆိုရကအထောက်ပံ့ဖြတ်တောက်လိုက်ပြီးပိတ်ချလိုက်တဲ့အပေါ် Cambodia ကကြိုးစိုးတယ်လို့ပြောပါတယ်။ American သမ္မတဒေါ်လန်ထရံ VOA RFA သတင်းဌာနတွေဖြတ်သိမ်းတဲ့ဆုံးဖြတ်ချက်ကို Cambodia ထက်လွတ်တော့ Ukraine ဝန်ကြီးချုပ်ဟောင်း Hon San ကကြိုးစိုးလိုက်ပါတယ်။ VOA နဲ့ RFA တို့ဟာ American သတင်းတွေကိုထုတ်လွှင့်နေတဲ့ဗဟိုအစိုးရကရန်ပုံငွေထောက်ပံ့ပေးတဲ့ American သတင်းဌာနကြီးတွေဖြစ်ပါတယ်။သတင်းတူတွေတိုက်ဖြတ်အောင်ကဘာကြီးကိုဦးဆောင်မဲ့တတိရှိမှုအတွက်သမ္မတထရန့်ကိုကျွန်တော်တို့အလွန်အသီးမဲ့ပြုတင်တယ်လို့ဟွန်ဆန်က Facebook မှာရေးသားပါတယ်။ VOA နဲ့ RFA တို့ရဲ့လုပ်ငန်းလက်ပတ်မှုတွေကိုအ ਨੇ ဆုံးရှင်းချဖို့ညွှန်ကြားတဲ့အမိန့်ကို Donald Trump ကတောက်ကြနေမှာလက်မှတ်ထိုးခဲ့ပါတယ်။ VOE သတင်းဌာနဟာအာနာရှင်လက်အောက်နေထိုင်သူတွေအတွက်ကာလရှည်သတင်းတွေထုတ်လွှင့်ခဲ့တယ်လို့ VOE ညွှန်ကြားမှုကတော့ပြောပါတယ်။ဒေါ်နယ်ထရန့်စီမန်ဟာဘေးကင်းတဲ့လွတ်လပ်တဲ့ကဘာတစ်ခုအပြင်မြင့်တင်မယ်။စွမ်းရည်ကိုစိုးဝါးစွာထိခိုက်စေတယ်လို့သူကဝေဖန်ပါတယ်။ကမ္ဘောဒီးယားဆိုရဟာလွတ်လပ်တဲ့သတင်းဌာနတွေနဲ့အလွတ်တန်းသတင်းတောက်တွေကိုဖိနှိပ်နေပါတယ်။ American ဆိုရရဲ့ VOE နဲ့ RFA တို့ကိုပိတ်သိမ်းမှုဟာကမ္ဘောဒီးယားနိုင်ငံမှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုထပ်မံထိခိုက်စေတာလည်းဖြစ်ပါတယ်။ RFA ကို Donald Trump ကရန်ပုံငွေဖျက်တောက်လိုက်ပြီးနောက်ချက်သမ္မတနိုင်ငံကတော့ EU စီအကူအညီတောင်းခံပါတယ်။သမ္မတ Trump ကလည်း American ရဲ့ကမ္ဘာလုံးဆိုင်ရာရုပ်သံလွှင့်ဌာနရန်ပုံငွေကိုဖျက်တောက်လိုက်ပြီးနောက် Radio Free Europe သတင်းဌာနအတွက်ဆက်လက်ပတ်ရနိုင်မှုချက်သမ္မတကလည်း EU ကို ထောက်ပံ့မှုတွေအကူအညီတွေတောင်းခံလိုက်ပါတယ်။ proud to say radio free rural radio liberty ha iran pelagius နဲ့ afghan လိုအနာရှင်စနစ်တွေအတွက် ယုံကြည်စိတ်ချရတဲ့တရင်အရေးမြင့်နိုင်ငံတွေကတခုပါလို့ချက်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ရှေ့ဥရောပမှာအမေရိကန်အစိုးရရမုံဝေထောက်ပံ့တဲ့ဒီဌာနဟာစေအတိုက်ပွဲတွေနားထောင်သူတန်ပေါင်းများစွာထိရှိခဲ့ပြီးကွန်မြူနစ်အာဏာပိုင်တွေကဒေသခံမီဒီယာတွေကိုတင်းကျပ်စွာထိန်းချုပ်ထားခြင်းဒီမိုကရေစီတန်ဖိုးတွေကိုဖျက်ဝင်ခဲ့တဲ့နိုင်ငံတွေသတင်းဌာနတွေလို့ဆိုပါတယ်။ဒေါ်နယ်ထရန့်လက်အောက်မှာကုန်ကျစရိတ်ဖြတ်တောက်ရေးတာဝန်ယူထားတဲ့အီလိုမတ်စ်ကတော့အဲ့ဒီသတင်းဌာနတွေကို အစိုးရလက်ဝဲအယူအဆရှိတဲ့အယူတွေဟာသူတို့ဘာသာစကားပြောနေတာဖြစ်ပြီးအမေရိကန်ခွန်ထန်းတွေဒေါ်လာ1ဘီလီယံကိုနှစ်စဉ်မီးရှို့နေတာလို့ပြောခဲ့ပါတယ်။အဲ့ဒီနောက် RFA BOE လို့သတင်းဌာနကြီးတွေကို Elon Musk ကဖျက်သိမ်းခဲ့တာဖြစ်ပါလိမ့်။ချန်နိုင်ငံကြ ాయి ဝန်ကြီးကတော့ရောက်တယ်မှုတစ်စိတ်တစ်ပိုင်းကိုအ ਨੇ ဆုံးထိန်းထားနိုင်မှု EU နိုင်ငံကြ ాయి ဝန်ကြီးတွေနဲ့တွေ့ဆုံဆွေးနွေးသွားမယ်လို့ပြောပါလိမ့်။တစ်ဖက်ကလန်ကနေပြီးတော့ BOE နဲ့ RFA သတင်းဌာနတွေကို EU ကထောက်ပံ့ပေးနိုင်မလားအလူရှင်ကိုလည်းရှောင်ဖွေမယ်လို့တီးရပါလိမ့်။ အခုလိုမျိုး VOA RFA သတင်းဌာနတွေကိုထံကတန်တပ်ပိတ်ပင်လိုက်တာကိုရုရှားဆိုရသတင်းဌာနတွေကတော့အကျိုးဆိုပါတယ်။ VOA RFA ပါဝင် American ဆိုရထောက်ပံ့ဝင်တဲ့လက်ပတ်တဲ့မီဒီယာတွေကိုခံကဖြတ်တဲ့ဖြတ်တောက်ပိတ်သိမ်းမှုဆုံးဖြတ်ချက်ဟာတော်တော်ကောင်းတယ်လို့ရုရှားဝါဒဖြန့်သတင်းဌာနတွေကပြောပါတယ်။ပူတင်ရဲ့သတင်းသမားသူရဲကောင်းစုရှင်နေဖြစ်တဲ့ဝါဒဖြန့်ရုပ်သံစီစဉ်တင်ဆက်သူဘလာလီမာဆိုလာရော့နဲ့ရုရှားဆိုရသတင်းဌာနအက်ဒီတာဂျော့မာဂရီတာစီမိုရန်တို့ကတော့ သမ္မတထရန့်ဆုံးဖြတ်ချက်အမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ရုရှားသတင်းဌာနတွေအတွက်အောင်ပွဲလို့ဆိုပါတယ်။အမေရိကန်ငွေနဲ့လည်းပတ်တဲ့ Radio Free Radio သတင်းဌာနကြီးရဲ့ဝါဒဖြန့်ရေးသားထုတ်လွှင့်နေတာတွေကိုဥရောပသားတွေဖတ်ရှုရတော့မှမဟုတ်ပဲသတင်းမှန်တွေပဲမြင်ကြရတော့မယ်လို့ဆိုပါတယ်။အဲ့ဒီလိုတရားမဝင်သတင်းဌာနတွေဖြစ်ရုရှားဆိုရကကြီးညာသတ်မှတ်ပိတ်ပင်တာဟာမှန်ကန်ကြောင်းဒေါ်လန်ထရန့်ကထပ်မံတသက်ပြလိုက်တာဖြစ်တယ်လို့ရုရှားဆိုရသတင်းဌာနတင်ဆက်သူတွေကတော့ပြောပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ အမေရိကန်ကတော့ကမ္ဘာရေးရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့လိုက်လံဖြေရှင်းခြင်းမှာတရုတ်ကတော့နည်းပညာပိုင်းနဲ့ပတ်သက်ပြီးတီထွင်မှုတွေကိုအဆက်မပြတ်ပြုလုပ်နေပါတယ်အခုအစားဆိုရင်တရုတ်ဟာကမ္ဘာပထမဆုံးအလိုလျောက်လွတ်လွတ်လပ်လပ် AI agent ကိုပြသတယ်နောက်ပြီးတော့အတန်ထက်60ဆကျော်မြန်တဲ့လေယာဉ်ကိုလည်းပြသတယ်နောက်ပြီးတော့လူတူစရုပ်တွေလုံးလုံးနေတဲ့ပုံစံတွေကိုလည်းထုတ်ပြလာပြီး Tesla ထက် ရောင်းအောင်ပူကောင်းတဲ့ Xiaomi SU7 ကိုပါမိတ်ဆက်လာတာဖြစ်ပါလေ ပြောရမယ်ဆိုရင်ပထမအဆုံးကဘာ AI agent ကိုတရုတ်ကပြသလိုက်ပါတယ် ChatGPT Google Gemini Grok တို့လို AI ချက်မှုတွေဟာလူ့အခိုင်မာလုံးလို့တာဖြစ်ပါတယ်လူ့အခိုင်စရာမလိုပဲပန်ရှင်တို့အလိုလျောက်အလိုလိုပြီးနိုင်တဲ့ AI ဟာအတော်မိုက်တာပါခုတော့အဲ့ဒီလို AI မျိုးပေါ်လာပါပြီ Manus လို့အမည်ပေးထားတဲ့ AI agent ကိုတရုတ် software engineer တွေကတည်ထွင်လိုက်ပါတယ်အလိုလျောက်အလိုလိုနိုင်တဲ့ကမ္ဘာပထမဆုံး AI agent လို့ညွှန်းဆိုပါတယ် Manus ကိုလူအခိုင်းစရာမလိုပဲရှုပ်ထွေးတဲ့လုပ်တွေကိုလုပ်နိုင်ပါတယ်။ဥပမာအနေနဲ့လူတယောက်ကတိုက်ခန်းတစ်ခန်းရှာပြီးပြောရင် Manus က ရာဇမှုဖြစ်ပေါ်တော့ပတ်ဝန်းကျင်အနေထားရာသီဥတုနဲ့ဈေးကွက်တွေလိုအခြေအနေတွေကိုသူရိတ္တနာပြုလုပ်ပေးပြီးအကောင်းဆုံးတိုက်ခိုက်အကြံပြုပေးနိုင်ပါလေ။ဒါနဲ့မကသေးပါဘူး Manas ဟာ professional website တွေကိုအစောဆုံးအစအဆုံးအလှည့်မြန်စွာတည်ဆောက်နိုင်ပါလေ။ website မှာဖြစ်ပေါ်နေတဲ့နေပညာပြဿနာတွေလည်းဖြေရှင်းနိုင်ပါလေ။ fashion ကိုစားဆုံးဖြတ်ချက်တွေကိုရန်ချပြပြီးအလိုလျောက်အလိုလိုပေးနိုင်တာကတော်တော်လေးကိုအချင်းကြီးကြကောင်းတဲ့နေပညာလို့ဆိုကြပါလေ။နောက်ပြီးတော့တယောက်ဟာအတန်ထက်6ဆကြောင်မြန်တဲ့လေရင်ကိုလည်းအောင်မြင်စွာ စမ်းသက်ပြန်တမ်းပြလိုက်တယ်လို့ဆိုပါလိမ့်အနာဂတ်မှာတော့ကမ္ဘာရှေ့ဖြားနဲ့နောက်ဖြားကိုနိုင်ပေါင်းများစွာလေရင်စီးစရာမလိုတော့ပဲနိုင်နဲ့ငယ်နဲ့တောင်းနိုင်တော့မှာပါအဲ့ဒီတော့ခီးသွားနိုင်မှုအတန်ထက်မြန်တဲ့လေရင်တွေကိုတီထွင်နေပါတယ်အတန်ထက်မြန်တဲ့လေရင်ဒီပညာမှာတရုတ်ဟာရှေ့ပြေးနေတဲ့နိုင်ငံထဲမှာပါပါတယ်တရုတ်ရဲ့သုရေသနပညာရှင်တွေကအတန်ထက်6.56စပုံမြန်ပြီးတနအီကိုမိုင်ပေါင်း9000ကျော်အမြန်တုံးနဲ့မောင်းနိုင်တဲ့လေရင်နမူနာမော်ဒယ်ကိုအောင်မြင်စွာစမ်းသပ်ပြပါတယ်2021မှာစမ်းသပ်ပြကပန်းခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကတော့လှုပ်ဝက်ခဲ့ပါတယ် ခုချိန်ကြမှာတရုတ်အင်ဂျင်နီယာတွေကထုတ်ပြတာပါဂိုဘီတက်ကန်နေရာမှာမိနစ်20ကြာစမ်းသပ်ပြင်သန်းခဲ့ပါတယ်တရုတ်သိမ်းပန်အကယ်ဒမီမှာတာဝန်ရှိသူတွေကအတန်ထက်မြန်တဲ့လေယာဉ်ကိုတိဆောက်ရတာခတ်ပါတယ်အင်ဂျင်နီယာနေပညာစိန်ခေါ်မှုတွေကိုစူးစမ်းကြော်ဖြတ်ခဲ့ရတယ်လို့ပြောပါတယ်နောက်ပြီးတော့တရုတ်ဟာလူတူစစ်ရုပ်တွေကိုတော့မှအချပြလာပါတယ် လူလူစေုပ်တွေဟာအနာဂတ်မှာလူသားတွေကိုများစွာအကျိုးပြုတော့မှာပါခုလက်တယောက်ဟာဇီကာလေးစစ်ကားစေုပ်မှာလူလူစေုပ်များစွာလွတ်လွတ်နေကြပါတယ်အဲ့ဒီစေုပ်တွေကို UB Touch Company ကထုတ်လုပ်တာဖြစ်ပြီး Walker S1 လို့မည်ပေးထားပါတယ် Walker S1 ဟာလေးချိန်86 kg နဲ့အရမ်းအမြင့်1.8မီတာရှိပါတယ်ကားတကားနဲ့ကားပစ္စည်းတွေတက်စင်တာအရည်အသွေးထိန်းချုပ်တာတွေပြုလုပ်နေပါတယ်အဲ့ဒီကားစေုပ်မှာလွတ်လွတ်နေတဲ့လူလူစေုပ်ရည်အတွက်ကို UB Touch နဲ့ဇီကာကမပြောပြင်မယ်ထွက်လာတဲ့ဓပုံရဆိုရင် ဘောကအစွမ်းစရုပ်20ခန့်ဟာလွတ်လုံနေပါလေဇီကာရဲ့ကားစရုပ်မှာ 5G ဆက်သွယ်မှုကိုပံ့ပိုးထားပြီးစရုပ်တွေဟာ cloud နဲ့ချိတ်ဆက်ကလွတ်လုံနေတာဖြစ်ပါလေအဲ့ဒီလိုလွတ်လုံဖို့အတွက် brain နဲ့နေပညာပါထည့်သွင်းထားတယ်လို့သိရပါတယ်တေယောကတော့ roller ဆင်မှာတော့သူ့ရဲ့နေပညာတိုးတက်မှုတွေကိုအစွမ်းကုန်မြင်မာနေတဲ့အခြေအနေကိုတွေ့ရတယ်လို့နေပညာရှင်တွေကပြောပါလေနောက်ပြီးတော့တေယောရဲ့လျှက်စစ်ကားတွေဟာ American ရဲ့ Tesla ကိုတော့မှ ပုံမူပြီးတော့အရှင်ပြိုင်လာတာကိုတွေ့ရပါတယ်အခုဆိုရင်တရုတ်နိုင်ငံမှာ Xiaomi ရဲ့ SU7 ဟာ Tesla ထက်ရောင်းအားပိုကောင်းနေပါတယ် Tesla ဟာတရုတ်လျှက်စစ်ကကုမ္ပဏီတွေရဲ့ချင်းချောင်းမှုကိုရင်ဆိုင်နေရပါတယ် Xiaomi SU7 ဟာ2024 AB ကနေ2025ဇန်နဝါရီထိအစည်းအဝေးတသိန်း6000 2384စီရောင်းနိုင်ခဲ့ပြီး Tesla Model 3ကကအစည်းအဝေးတသိန်း9248စီပဲရောင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့ Tesla Model 1ကိုရှင်ဖိုက်မဲ့ Y7 electric sub ကိုလည်းထုတ်လို့ရောင်းချဖို့ Xiaomi ကစီစဉ်နေပါတယ်။တရုတ်မှာ Xiaomi နဲ့ Tesla တို့ရဲ့ပွဲကြီးပွဲကောင်းကိုကြည့်ရတော့မှာပါ။ Xiaomi ဟာဒေါ်လာ8200ကျော်တန်ကြီးရှိတဲ့စွန့်ရည်မြင် SU7 Ultra ကိုကြေညာပါတယ်။ဒီကားဟာအမြန်ဆုံးတကားလေးပေါက်ပါကားဖြစ်မှတ်တမ်းတင်ထားပြီးတနအီကို350 km အမြန်နှုန်းနဲ့မောင်းနှင်နိုင်တယ်လို့သိရပါတယ်။